မလေးရှားနိုင်ငံသားရေးဝင်ကြီးနဲ့ထိုင်းနိုင်ငံသားရေးဝင်ကြီးမြန်မာနိုင်ငံကိုလာရောက်ပြီးငလင်တန်တဲ့ဒေတာတွေမှာလူရဲချက်တွေဆက်လက်ပံ့ပိုးကူညီပေးမဲ့ကိစ္စရပ်တွေဆွေးနွေးခဲ့ပါတယ်။မြန်မာနိုင်ငံလေပိုင်းကိုဗဟိုပြုပြီးလှုပ်ခတ်ခဲ့တဲ့ပြင်အား9.8 Richter scale ရှိတဲ့အင်အားလွန်ပြင်းထန်တဲ့ငလင်ဘေးတံထိခိုက်ခံစားခဲ့ရတဲ့မြန်မာပြည်သူတွေနဲ့အတူတကွရပ်တည်ကြောင်းပြသတဲ့အနေနဲ့2025ခုနှစ်အာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံသားရေးဝင်ကြီးဒါတုံမိုဟာမက်ဟာဆန်နဲ့ထိုင်းနိုင်ငံသားရေးဝင်ကြီး မာရစ်ဆန်ဂီရန်ဖုန်းလို့ဟာနေပြည်တော်ကိုဧပြီ5ရက်ကပူရဲခီးစဉ်လာရောက်ခဲ့ကြောင်းမြန်မာနိုင်ငံသားရင်းဝင်ကြီးဌာနကထုတ်ပြန်ပါတယ်အစောပိုင်းခီးစဉ်အတွင်းနိုင်ငံသားရေးဝင်ကြီးဌာနမှပူရဲအစည်းအဝေးတရက်ပြုလုပ်ခဲ့ပြီးအစည်းအဝေးမှာဒုတိယဝင်ကြီးချုပ်နဲ့နိုင်ငံသားရေးဝင်ကြီးဌာနပြည်သူ့ဝင်ကြီးဦးတန်းဆွေကအာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံသားရေးဝင်ကြီးနဲ့ထိုင်းနိုင်ငံသားရေးဝင်ကြီးတို့လာရောက်ပြီးမြန်မာပြည်သူတွေကိုထောက်ထားဆန္ဒမှုနဲ့အာဆီယံရဲ့စည်းလုံးညီညွတ်မှုကိုပြသခဲ့တဲ့အတွက်အထူးကျေးဇူးတင်ရှိကြောင်း ငလင်းတန်းခန်းစားခဲ့ရတဲ့ဒေသတွေမှာရှောက်ဖွေကေဆင်းရေးအဖွဲ့တွေနဲ့အကူအညီတွေကိုအချိန်နဲ့တပြေးညီပေးဖို့ဆေလွတ်ခဲ့တဲ့အာဆီယံနိုင်ငံတွေရဲ့လူသားချင်းစာနာမှုဆောင်ရွက်ချက်တွေကိုအထူးလေးစားမိကြောင်းအရေးပေါ်ရှောက်ဖွေကေဆင်းရေးကာလလွန်ပြီးတဲ့နောက်ပိုင်းမှာထိခိုက်ခံစားရတဲ့ဒေသတွေအတွက်ပြန်လည်ထူထောင်ရေးဆန်ရလိုအပ်ချက်တွေဖြစ်တဲ့ရွှေလျားဆင်းရုံတွေနဲ့ကျမ်းမာရေးအထောက်ပံ့ပစ္စည်းတွေရေထောက်ပံ့မှုစနစ်တွေနဲ့ကယ်ဆယ်ရေးပစ္စည်းတွေကိုဆက်လက်ကူညီပံ့ပိုးပေးဖို့အတွက်မြစ်တာရက်ခံခဲ့တယ်လို့သိရပါဗျ။ မလေးရှားနဲ့ထိုင်းနိုင်ငံကြားဝင်ကြီးတို့ကအာဆီယံမိသားစုအနေနဲ့မြန်မာနိုင်ငံရဲ့ပြည်သူတွေနဲ့အတူစေလုံးညီညွတ်စွာရည်တည်လျက်ရှိကြောင်းငလင်တန်တဲ့ဒေသတွေမှာလိုအပ်ချက်တွေကိုဆက်လက်ပံ့ပိုးကူညီပေးမှာဖြစ်ကြောင်း အာဆီယံဘေးအနေနဲ့ဆိုင်ရာလူသားချင်းစာနာထောက်ထားမှုအကွယ်ကြီးညှိနှိုင်းရေးဗဟိုဌာနအေးရှေစင်တာရဲ့ပံ့ပိုးမှုနဲ့လူသားချင်းစာနာထောက်ထားမှုအကွယ်ကြီးတွေကယ်ဆယ်ရေးလုပ်ငန်းတွေကိုထိရောက်စွာညှိနှိုင်းဆောင်ရွက်တာနဲ့ပြည်သူတွေအတွက်ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေကိုဦးစားပေးဆောင်ရွက်နိုင်ရေးတွေအပေါ်ဆွေးနွေးခဲ့တယ်လို့သိရပါဗျာ။